မင်္ဂလာပါရှင်ရမကတိချန်ရဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နတိုးကြီးနဲ့မလိုင်မြို့နယ်တို့မှာစစ်တပ်စစ်ကြောင်းတွေကိုတလားကြပိတ်ဆို့တိုက်ခိုက်မှုဗိုလ်မှူးချုပ်မင်းပါဝင်စစ်သား39ဦးသေဆုံးပြီးကိုရှင်မီကလက်နက်မျိုးစုံ40ကျောင်းဒရုန်းနဲ့ဂျန်ပါတင်ဆင်ရရှိမန်လေးတိုင်းနတိုးကြီးနဲ့မလိုင်မြို့နယ်တို့မှာဂျပန်စစ်တပ်စစ်ကြောင်းတလားကြပိတ်ဆို့တိုက်ခိုက်ရာဗိုလ်မှူးချုပ်မင်းပါဝင်စစ်သား39ဦးသေဆုံးပြီးကိုရှင်မီကလက်နက်မျိုးစုံ40ကျောင်းဒရုန်းနဲ့ဂျန်ပါတင်ဆင်ရရှိခဲ့ကြောင်းမြင်းကြံခဲအမတ်လေးတိုင်းနဲ့မြင်းကြံခဲအမတ်30တိုင်းမှာ ပြောရေးဆိုခွင့်ရှိသူဆရာစုံကပြောပါတယ်။စတေမာလာ25ရက်နေ့မိုးလဲ3နာရီခန့်မှာနှထိုးချင်းမြို့နယ်ရန်ကင်းဖျားကနေမြိုင်သာကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား200ခန့်ပါစစ်တပ်စစ်ကြောင်းမြင်းချန်ခဲအမှတ်လေးတပ်ရင်းမြင်းချန်ခဲအမှတ်30တပ်ရင်းမြေသားပါကဘာတခြားမမိတ်တပွဲတွေကပိတ်ဆို့တိုက်ခိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထိုးတိတိတိုက်ပွဲတွင်အကြက်ဖက်စစ်တပ်ဘက်ကပိုးကြီးတဲဥပောင်းဝင်တပ်သား9ခုနဲ့တစ်ထပ်သိမ်းဆုံးခဲ့ကြောင်းထိုးပြတိုက်ပွဲတွင်စစ်သားအလောင်းတလောင်းနဲ့ MA5 တနက်တလက်ကိုသိမ်းဆည်းရမိခဲ့ကြောင်းသိရတယ်။ အော်တိုဘာလာတရက်နေ့မိုးလဲ2နာရီကျော်ခန့်မှာနှထိုးချင်းမြို့နယ်မြိုင်တားကော်မီရှော့ဖြန့်စီပြီးနှထိုးချင်းမြို့နယ်ဒိုင်းလက်ရွာနေကဦးတီစစ်ကြောင်းထိုးလိုက်အင်အား250ခန့်ပါစစ်ကြောင်းကိုမြင်းချံခဲအမှတ်လေးတရင်မြင်းချံခဲအမှတ်30တရင်နဲ့တူမာမိတ်ဘူပေါင်းဖွဲ့တွေဖြစ်ကြတဲ့မြစ်သားဘက်ကဖာမြင်းချံခဲအင်ဒရုန်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာတိုက်ပွဲ3နာရီကျော်ကြာမြင့်ခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်တပ်စစ်ကြောင်းအထိနာပြီးဖွဲ့စည်းပုံပြတ်ပြီးတော့စေဦးလန်သွားခဲ့ကြောင်းရင်းတိုက်ပွဲအတွင်းကနေဂျပန်စစ်သားလေးကိုအရှင်ဖမ်းမိပြီးစစ်သားဆယ်ဦးတမင်းနဲ့တိုက်ဆုံခဲ့ကြောင်းသိရပါတယ် ထိုတိုက်ပွဲအတွင်းအကြံဖတ်စစ်တပ်ထံကနေငကြင်းမီတလက် MA11 3လက် G3 2လက် MA1 3တလက် M79 တလက် MA5 2လက် drone 2စီးကြီးမျိုးစုံ3332တောင်း40မမ3လုံး60မမ9လုံး RPG တပု drop ဘုံ4ပါပူရန်တောက်17တောင်းလက်ပစ်ဘုံ10လုံးအီနာကာ1လုံးကြီးပေါင်း20ပေါင်းကတ်သေး73ကိုကျမ်းပါကားတစီကာတုံးစီတင်စီရမိခဲ့ပါတယ်အော်တိုဘလကွယ်နေမှာမလိုက်မြို့နဲ့နောကန်ရွာဘက်ကနေမလိုက်မြို့နဲ့အင်ဂျီတော်ရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အားနှစ်ယောက်ကပ်စစ်ကြောင်းကိုမြင်းကြံကဲအမှတ်လေးတက်ရင် ်အမှတ်30တိုင်ကတိုက်ခိုက်ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းရင်းထီတွေ့တိုက်ပွဲကအော်တိုဘလ12ရက်နေ့တိလေးရက်ဆက်တိုက်ဖြစ်ပွားပြီးထို့တိုက်ပွဲတွင်မလိုက်မြို့နယ်နဲ့တောင်သာမြို့နယ်တို့မှအမျိုးသမီး20ဦးအထက်ကိုအလုံးမတူပဲအတင်းအဓမ္မပြုကျင့်တပ်ဖြတ်ခြင်းပြည်သူပိုင်နေတွေကိုမိရှုံဖျက်ဆီးခြင်းဥဆောင်လောက်ကင်ခဲ့တဲ့ဗိုလ်မှူးချုပ်မင်းပေါင်စစ်သား20ဦးတမနဲ့တိုက်ဆောင်ပြီးစစ်သား9ဦးကိုလည်းရှင်ဖမ်းမိခဲ့ကြောင်းသိရတယ် အော်တိုဘာလာစနေရနေ့မှာမလိုင်မြို့နယ်အင်ဂျီတော်ရွာကနေစစ်ကြောင်းထုတ်လိုက်အင်အား200ပါစစ်ကြောင်းနဲ့မြင်းချန်ကန်မတ်လေးတရင်မြင်းချန်ကန်မတ်30တရင်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကနေတိုက်ခိုက်သေးဆုံးများပြားခဲ့ကြောင်းမလိုင်မြို့နယ်နော့ကန်ရဲစကန်ကနေစစ်ကူလိုက်စစ်ကြောင်းမြင်းချန်ကန်မတ်လေးတရင်အမတ်၁၀တန်းနဲ့အတူမဟာမိတ်ဖွဲ့တွေဖြစ်ကြတဲ့မြင်းချန်ခဲအမတ်တေတန်းရင်မြင်းချန်ခဲအမတ်ရှစ်တန်းရင်နှစ်ထိုးကြည့်ပါကဖာတရာအူပါကဖာတို့မှာကြားပြတ်တိုက်ခိုက်ပြီးဂျက်ဖက်စစ်တပ်ဘက်ကတိုက်ခိုက်သေးဆုံးများပြားပြီးဂျက်ဖက်စစ်သားရဲတန်းမှာ MA1 ဒေလ MA2 နှစ်လမ်း MA3 လေလက်ကျောင်းဆယ်မှမပြန်တို့တရာကိုတင်စီရမိခဲ့တယ်။ကျွန်တော်တို့မြင်းချံကန်ကွန်စစ်ကောင်စီကအထွေထွေထိုးစစ်ကာလာနဲ့ရော်ပြီးစစ်ကြောင်းတို့မယ်လို့လွန်ခဲ့တဲ့3လကလေးကကြိုတင်ပြီးပြင်ဆင်မှုတွေလုပ်ခဲ့တယ်။အခုချိန်မှာကျွန်တော်တလာပေါ်ရရှိနေပါထိတွေ့တိုက်ပွဲတွေဖြစ်လာတဲ့အခါကျကျွန်တော်ဆုံးရှုံးပြီးတော့မှပေးလိုက်ရတဲ့နည်းမျိုးရှိပါတယ်။ တချို့အားဖြင့်ဆိုရင်ခက်ခဲရေးကြာကြရကတိုက်ခိုက်ပြီးအောင်မြင်ခဲ့ရရှိရဲဒါကြောင့်မို့ပြည်သူလူထုနေနဲ့အလဲပိုင်းဒေသမှာမန်လီတိုင်းတို့စစ်ကောင်စီရဲ့ပို့ကြတဲ့အချက်ကြားကြတဲ့ဒေသတွေမှာတော်လိုင်းလုံနေရတာဖြစ်တဲ့အတွက်တချို့အခက်အခဲကိုနားလည်ပေးကြပါလို့မြစ်တာရက်ကန်လိုပါတယ်ဒီထက်ပိုပြီးစူးစမ်းသွားမယ်ဒီထက်ပိုပြီးတော့အောင်မြင်တဲ့တိုက်ပွဲတွေပေါ်ဆောင်မှုစူးစမ်းရုံကန်သွားမယ်လို့မြင့်ချန်ခဲအမတ်လီတိုင်းနဲ့မြင့်ချန်ခဲအမတ်တစဲတိုင်းပြောရေးဆိုခွင့်ရှိသူဆရာစုကပြောပါတယ်စတင်ပါလာ25ရက်နေ့ကနေအော်တိုဝါလာဇန်နီရဲ့နေတိမြင့်ချန်ခဲ့အမတ်လေးတိုင်အမတ်30တိုင်တို့နဲ့ဒုဗူပေါင်းဖွဲ့ကစစ်ကောင်ရှင်ကလှုပ်ဆောင်ခဲ့ထိုးစစ်အား အကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးခန့်စစ်နေတာကနေထိုးစစ်အတွင်ပြင်ကိုရဲဘော်တွေကအသက်သွေးချွေးရရင်နေပြီးစေဦးလန်ဒီတီတွန်းလန်ခဲ့ကြအောင်တော်လိုင်းကာလာဖြစ်တဲ့အတွက်လည်းတရင်တပ်ဖွဲ့ဘော်ကိုပြည်သူလူထုအနေဖြင့်နားလည်သဘောပေါက်လိုက်မယ်လို့ယုံကြည်ကြအောင်စစ်ကောင်စီထိုးစစ်မှာလေးချောင်းကိုအလွန်ကျွံတုံခဲ့ဒီကိုလည်းပြည်သူတွေသိရှိခဲ့ပြီးဖြစ်ကြအောင်ဆက်လက်တော်လိုင်းရွတ်တခုကိုဥတီဇေယျပေါ်ဆောင်မှုတွေရှိလာအောင်ဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့တော်လန်တွန်းလန်လူစိတ်တွေမတွန့်ဆောက်ပဲဖွင့်ရသူအောင်မမေ့မလျော့ပဲနိုင်တဲ့တာဝန်ကိုထမ်းပြီးပြည်သူနဲ့အတူတော်လိုင်းရဲဘော် ဒေါ်လာရဲ့ပေါ်နဲ့ပြည်သူလက်တွဲမဖြုတ်ဘဲစီလုံးညီညွတ်စွာဒေါ်လာအောင်ပွဲရသည့်အထိတိုက်ပွဲဝင်စားမည်ဖြစ်ကြောင်းဆရာဆိုကဆက်လက်ပြောဆိုပါတယ်ဆလပီမြင်းချန်နဲ့တို့ကြီးတဲ့မှာပုံမှာစစ်သားရဲ့ပြူစော်တေးလိုက်ပိုင်းစစ်ကား၃စီကိုတိုက်ခိုက်မှုစစ်သားတောက်တေးဆုံးပြီးတနတ်သုံးနဲ့တင်စီအားရှင်မန္တလေးတိုင်းမြင်းချန်ခိုင်မြင်းချန်မြို့နဲ့မြင်းချန်နဲ့တို့ကြီးလက်မှာပုံမှာစစ်သားရဲ့ပြူစော်တေးစီးနေလိုက်ပါတဲ့စစ်ကား၃စီကိုတိုက်ခိုက်ရာစစ်သားတောက် တိတ်ဆောင်းပြီးတော့လက်နက်သုံးလက်တင်စီရရှိခဲ့ကြအောင်မြင်းချံ KI match တိုင်တောင်ရှိသူကပြောနေအော်တိုဘားလ20ရက်နေ့မနက်ပိုင်းကမြင်းချံမြို့ကနေနက်ထိုးကြီးဘက်ကိုဒေါ်လာရဲ့စစ်သားရဲဗျူဇော်တီလိုက်ပါလာတဲ့တပယ်ကအမျိုးသားကားသုံးစီကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလျက်တပြက်ကြိုက်ပျောက်ကြားတိုက်ခိုက်ရမှာစစ်သားတဲဦးတိတ်ဆောင်းပြီးအများပြားတရားရရှိကထွက်ပြေးသွားကြောင်းသိရတယ်ထို့သောစစ်သားပြုစော်သည်ရဲထွက်ပြေးပြီးတဲ့နောက်ကြန့်ရှိနေတဲ့ဇံပါတင်ဆောင်ထားတဲ့ရှင်နဲ့ဇံပါဇမအုံပြေမရနိုင်တဲ့ကြောင့်ထိုနေရာမှာပင်ပြန်စီခဲ့ကြတဲ့ ထို့ပြင်စစ်သားရဲပြူစော်ဒီကင်ဆောင်တုံးပြဲ MA1 မျိုးစားတနက်တလက် MA3 မျိုးစားတနက်တလက်နဲ့ G3 မျိုးစားတနက်တလက်တို့ကိုတင်စီရရှိခဲ့ကြောင်းသိရတယ်။အဆိုပါတိုက်ခိုက်မှုကိုမြင်းကျန်ခိုင်မတ်ရှဲတိုင်နဲ့မတ်ကွန်တိုင်ဇီရိုပြောက်ကြတဖွဲ့တို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးမြင်းကျန်ခိုင်အတွင်မှာနေ့စဉ်တိတိတိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရပါဗျ။ ဆက်လက်ပြီးတော့ပေါင်းမြွနယ်အတွင်းစစ်ကြောင်းတို့လိုက်စစ်တပ်ကိုကြားပြတ်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုံးပြေမကွေးတိုင်းပေါင်းမြွနယ်အတွင်းကြားပြတ်တိုက်ခိုက်ရာစစ်သား၅ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးပြန်ဆုံးပြေသွားကြောင်းပြည်သူတော်လည်းတောက်တောက်ရှိသူကပြောတယ်အော်တိုဘာလ18ရက်နေ့မနက်ပိုင်းမှာပေါင်းမြွနယ်မြောက်ပိုင်းကိုစစ်ကြောင်းတို့လာတဲ့အင်အားနေရာဝင်ကျင်ပါကြဘတ်စစ်တပ်ကိုပြည်သူတော်လည်းတောက်တောက်တပ်ဖွဲ့ကရဲဘော်တွေကကြားပြတ်တိုက်ခိုက်ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ် ထိုတိတိတိုက်ပွဲကတနအိကဖြစ်ပွားခဲ့ပြီးဂျက်ဖက်စစ်တပ်ကအထိနာခဲ့ရာကြောင့်ရွှေဆက်တိုးနိုင်ခြင်းမရှိဘဲနောက်သို့ပြန်လည်ဆုတ်ခွာသွားကြောင်းရင်းတိုက်ခိုက်မှုတွေဂျက်ဖက်စစ်တပ်က9ဦးသေဆုံးပြီး10ဦးထဏ်မင်းထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရတယ်။ရန်သူကိုခုခါတိုက်ခိုက်ဖို့နဲ့ပြည်သူလူထုကိုကာကွယ်ဖို့ကကျွန်တော်တာဝန်မှာကျွန်တော်ရင်ဆိုင်တိုက်ခိုက်နေရဆင်အနာရှင်ဆွဲအုတ်တိုင်းနေရကြီးရဒုရဲကြီးပါတယ်ဒါကြောင့်ကျွန်တော်ပြည်သူတော်လိုင်းတစ်ဖွဲ့အနေနဲ့ဒီထက်ပိုပြီးစူးစင်းနေဖို့လို့ဒီထက်ပိုပြီးမှကြောဖို့လိုရလို့ပြောခြင်းနဲ့ မဆိုပါတိုက်ခိုက်မှုကိုပြည်သူ့တော်လှန်ရေးတပ်အုပ်နဲ့အတူမဟာမိတ်ဖွဲ့တွေပြည်တဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ကျောင်းသားလယုံတပ်တော်ဘောရာလက်စ်နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရတယ်။ပြည်သူ့တော်လှန်ရေးတပ်အုပ်ကပြည်သူလူထုတဲ့အောင်ပွဲတွေရရှိစေရန်ညှိညွတ်ရေးကိုရှေ့ရှုပြီးပုံရံသူကိုအမြင့်ပြတ်ချိန်မုံနိုင်ရန်အတွက်ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းပြည်သူ့တော်လှန်ရေးတပ်အုပ်တောင်းရှိသူကပြောပါရတယ်။ ဆက်လက်ပြီးလောင်လုံးမြို့နယ်တွင်ကြာဖက်ဆေးဥစွေဟန်ပြရွေးကောက်ပွဲကိုနီလမျိုးစုံနဲ့တိုက်ဖြတ်သွားမည်ဖြစ်ပြီးပြည်သူများလုံအပိုင်းပတ်သက်ချံပြူရန်ဘက်ကဖာတတိပိတနင်္သာရီတိုင်းလောင်လုံးမြို့နယ်တွင်ကြာဖက်ဆေးဥစွေဟန်ပြရွေးကောက်ပွဲကိုနီလမျိုးစုံနဲ့တိုက်ဖြတ်သွားမည်ဖြစ်ပြီးပြည်သူတွေလုံအပိုင်းပတ်သက်ချံပြူလုံရန်အသိပေးလိုကြောင်းလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားတာခံရေးဖို့ရှယ်တူကပြောတဲ့ ။စစ်မိတ်ဆာမင်းရလိုင်းတဲ့ဂျပန်စေအိုစုကလွတ်လပ်မျှတပြီးပွင့်လင်းမြေသားစွာကျင်းပခဲ့2021ရွေးကောက်ပွဲမဲရလည်းကိုစန့်ကျင်ကနိုင်ငံတော်တိုင်ပင်ခံဒေါင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတအဝင်မြင့်အပါအဝင်ရွေးကောက်ပွဲအနိုင်ရပါတီမှလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့အားလုံးကိုဖမ်းဆီးပြီးမတရားအနာလူယူခဲ့ပြီးယနေ့ချိန်ထိနိုင်ငံတော်အမှစစ်မီးတောင်းလောင်စေခဲ့ကြောင်းသိရတယ်။ဒီမိုကရေစီလမ်းကြောင်းပေါ်မှာဖွံ့ဖြိုးဆဲဖြစ်တဲ့မြန်မာနိုင်ငံဆီအနာသိမှုကြောင့်ဒီမိုကရေစီလမ်းကြောင်းမှာတိုက်ပွဲသွားခဲ့ပြီးအနာယူမေယောင်နိုင်တဲ့အပေါင်းပါတဆွေအထင်တိုင်းကျရက်ဆက်ရုံမှမှုတွေကြောင့်တိုင်းနိုင်ငံလုံးရှိရမ်းရှင်လူကြောင်းသားပြည်သူ ရှားထောင်ကြီးရဲ့ဆက်ကြအသက်ဆုံးရှုံးခဲ့ရကြောင်းထို့ပြင်ဂျပန်စီအုပ်စုကနေနိုင်ငံတော်ဝန်ရှိလူနေအိမ်တွေဘာသာရေးဆောင်တွေဖြတ်စီခြင်းရွာလုံးကျွတ်မိရှုခြင်းပြည်သူများပြစ်မှတ်ထားပြီးလေကြောင်းမဘုံကျဲတိုက်ခိုက်ခြင်းအရွယ်ရောက်ပြီးလူငယ်တွေကိုအတင်းအဓမ္မဆင်မှုထမ်းခိုင်းစေခြင်းစရဲလို့ရတဲ့ကိုယနေ့အချိန်ထိရက်ဆက်ကြမ်းကြုတ်စွာပြစ်လို့လျက်ရှိကြောင်းသိရတယ်ထောက်ကဲသောရက်ဆက်ကြံကြုံမှုနေ့စဉ်ကျွလွန်လျက်ရှိနေအကြဖက်စေုပ်စုကလာမယ့်ဒီဇင်ဘာလအတွင်းနိုင်ငံတော်မှာဟန်ပြရွေးကောက်ပွဲပြုလုပ်ပြီးနိုင်ငံရေးထွက်ပေါက်ရရန်ကြိုးပမ်းလျက်ရှိကြောင်း ထို့သောဂျမစီယာနာရှင်တွေကတက်ဆိုးရှိစီရန်ထွက်ပေါက်ရှာပြုလုပ်မဟန်ပြရွေးကောက်ပွဲစီစဉ်ကိုတဝဲခိုင်တွင်ရှိတော်လိုင်းတပ်ဖွဲ့အင်အားစုများအနေဖြင့်လည်းနီလန်မျိုးစုံတုံးပြီးတိုက်ဖြတ်သွားကြရန်ပြည်သူများအနေဖြင့်လုံးဝပါဝင်ပတ်သက်ခြင်းမပြုကြလေးနဲ့တိုက်တွန်းလိုသောလောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ပြန်ကြိုင်းတောင်ခံရဲဘော်ရှယ်တို့ကပြောပါရယ်လောင်းလုံးမြို့နယ်ဘက်ကဖအနေဖြင့်ဂျမ်ဖတ်စရုပ်စုရဲ့ဟန်ပြရွေးကောက်ပွဲစီစဉ်ကိုလုံးဝလက်မခံကြောင်းနဲ့နီလန်မျိုးစုံနဲ့တိုက်ဖြတ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြမှာဖော်ပြထားပါရယ်နောက်ဆက်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရယ်ရှင်